အလုံးဝမင်္ဂလာပါ Insight မြန်မာ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော် share လုပ်ပေးသွားမှာတော့မြောက်ကိုရီးယား internet စနစ်ကိုဟပ်ပြီးတော့ခေါင်းဝေါကိုလုံနိုင်ခဲ့တဲ့လူတစ်ယောက်အကြောင်းပါဆိုတော့သူ့အနေနဲ့ community နိုင်ငံတွေထဲမှာမှဘာကြောင့်မြောက်ကိုရီးယားကိုရွေးပြီးတော့လုပ်ရတာလဲပြီးတော့မြောက်ကိုရီးယားရဲ့ internet စနစ်အားနည်းချက်ကိုသူ့အနေနဲ့ဘယ်လိုရှာဖွေတွေ့ရှိခဲ့တာလဲသူဒီလိုမြောက်ကိုရီးယား internet စနစ်ကိုဖျက်ချလိုက်ပြီးနောက်ပိုင်းမှာမြောက်ကိုရီးယားရောကောင်တာမရှာအနေနဲ့သူ့ဘာတွေပြန်လုပ်ခဲ့လဲကျွန်တော်အရာတွေကိုအသေးစိတ်သွားလိုက်အောင် ဖြစ်စဉ်ကတော့2022ခုနှစ်ဇန်နဝါရီလမြောက်ကိုရီးယားနိုင်ငံကိုစောင့်ကြည့်လေ့လာနေတဲ့အဖွဲ့ကမြောက်ကိုရီးယားနိုင်ငံကဒီ website တွေ down ပါတယ်မြောက်ကိုရီးယား internet စနစ် down ပါတော့သတိထားမိလိုက်ပါတယ်ဒီလိုမျိုးမြောက်ကိုရီးယားနိုင်ငံ internet စနစ်ကအချိန်တစ်ခုကြောင် down ပါတယ်ဆိုတော့တာမန်အခြေအနေတစ်ခုမဟုတ်ပါဘူးဒီတော့စောင့်ကြည့်လေ့လာတဲ့အဖွဲ့အနေနဲ့ဒါ hacker အဖွဲ့တစ်ဖွဲ့အများလုပ်လိုက်တာလားဘာမှမဟုတ်ရင်မြောက်ကိုရီးယားနိုင်ငံအဓိကရန်သူတော်ဖြစ်တဲ့အမေရိကန်နိုင်ငံ CIA ဌာနလုပ်လိုက်တာလားဆိုပြီးတော့ဆက်ပြီးတော့တရင်လိုက်ကြပါတယ်တကယ်လက်တွေ့မှာတော့ဒီ hacking ဖြစ်စဉ်ဟာ ဘယ်ဟာကအဖွဲ့အမှလုတာလည်းမဟုတ်တလို့ဘယ်ထောက်လိုင်းအေဂျင်စီကမှလုလိုက်တာမဟုတ်ပါဘူးအဲလက်ဆိုတဲ့လူတောက်ကပဲလုနိုင်ခဲ့တာပါဆိုတော့အဲလက်အနေနဲ့နော်ကိုရီးယားနိုင်ငံအင်တာနက်စနစ်ကိုဒေါင်းပြီးနောက်ပိုင်းမှာခြေရာဖြောက်တဲ့အနေနဲ့သူ့ရဲ့ identity ကိုဖုံးကွယ်ပြီးတော့တခြား identity အတူတွေနဲ့အမေရိကန်နိုင်ငံအတွင်းမှာပဲလှက်ပတ်ပြီးတော့တင်းရှောင်နေခဲ့တယ်။စက်တဖန်အနေနဲ့ဆိုရင် LS2 တိုက်ခန်းကနေအပြင်သွားတဲ့အချိန်တိုင်းတီကာဟိုဒီဝတ်သွားတယ်ပြီးတော့တက်နက်လည်းဆောင်းသွားပါတယ်။အမေရိကန်ပြည်တွင်းထောက်လိုင်းအေဂျင်စီဖြစ်တဲ့ FBI ကဒီ hacking ဖြစ်စဉ်ကို LS လုလိုက်နိုင်ခဲ့တာကိုသိပြီးနောက်ပိုင်း LS ကိုဆက်သွယ်ခဲ့တယ် ။နောက်ဆုံးမှာတော့ Alex တယောက် FBI နဲ့သဘောတူညီမှုရသွားတယ်။သူဒီလိုလက်ပတ်တင်းရှောင်နေရကနေ online ပေါ်တက်လာခဲ့တယ်။ပြီးတော့သူ့အနေနဲ့ဘာကြောင့်မြောက်ကိုရီးယားရဲ့ internet စနစ်ကိုမှ down အောင်လုပ်ခဲ့လဲ။ဘလို့လုံနိုင်ခဲ့တယ်ဆိုတာကိုဖွင့်ပြောလာပါတော့တယ်။ Warns that North Korea could conduct another nuclear test that they don't care about human rights. ဆိုရင်ကျွန်တော်တို့ LSD မြောက်ကိုရီးယားနိုင်ငံ internet ကိုဖျက်လိုက်တဲ့ hacking ဖြစ်စဉ်ရဲ့အစပိုင်းကိုတွားလိုက်ရအောင်။တကယ်လို့ Alexa မြောက်ကိုရီးယားနိုင်ငံ internet ကိုဖျက်မချအောင်ဆိုရင် သူ့အနေနဲ့အချိန်မရွေးမြောက်ကိုရီးယားနိုင်ငံတဲ့ကိုတွားရောက်လေပတ်ခွင့်ရှိတယ်။ဒါပေမဲ့သူဒီလိုလုပ်လိုက်တဲ့အတွက်မြောက်ကိုရီးယားနိုင်ငံကိုတွားရောက်လေပတ်ခွင့်ကိုအပိတ်ပင်ခံလိုက်ရပြီ။ဘာဖြစ်လို့ Alex ကဒီမြောက်ကိုရီးယားနိုင်ငံအင်တာနက်ကိုဖျက်ချလိုက်လဲဆိုတော့ဒီ hacking ဖြစ်စဉ်ကြီးတစ်ခုလုံးရဲ့အစား Alex ကစတာမဟုတ်ပါဘူး။မြောက်ကိုရီးယားနိုင်ငံကစတာပါ။ပြောရရင်မြောက်ကိုရီးယား hacker တွေက Alex ကိုအရင်စပြီး hack ခဲ့တာပါ။ Alex က Hyperion Grey လို့ခေါ်တဲ့ consulting company ရဲ့ကိုယ်အုံနာပါ။ consulting company ဆိုတဲ့အတိုင်းပဲ Alex ကိုယ်ကတခြား company တွေ Enterprise စီနောက်ဆုံးအစိုးရအတွက်ကိုပါအလုပ်လုပ်နေတာပါဒီလိုကိုယ်စားတင်ပိုင်းဆိုင်ရာစပိတ်ပေးတဲ့အပိုင်းမှာဆိုရင်နာမည်ကြီးကုမ္ပဏီ၄ခုရှိပါတယ်အဲ့ဒီကုမ္ပဏီ၄ခုကတော့ PwC, Deloitte, KPMG နဲ့ EY ပါလူကိုယ်စားတင်ပိုင်းဆိုင်ရာစပိတ်ပေးတဲ့အခါကျရင် standard တွေ law တွေကိုလိုက်နာရပါတယ်။ကျန်းမာရေးပိုင်းဆိုင်ရာဆိုရင် health insurance, portability and accountability act, HIPPA ပြီးတော့ payment ပိုင်းမှာဆိုရင် payment card industry, data security standard, PCI DSS standard, ပြီးတော့ ID ဘိုင်းမှာဆိုရင် National Institute of Standard and Technology NIST အဲ့လို standard တွေ law တွေကိုလိုက်နာရပါတယ်။ဆိုတော့မြောက်ကိုရီးယားဟာကအဖွဲ့အား company တစ်ခုခုဒါမှမဟုတ်ရင် enterprise ဒါမှမဟုတ်ရင်အစိုးရတစ်ခုခုဘာဖြစ်လို့တိုက်ခိုက်မတိုက်ခိုက်ပဲနဲ့ ALS ကိုတိုက်ခိုက်ရတာလဲ။အဲ့ဒါကိုနားလည်ဖို့ဆိုရင်ကျွန်တော်ခုပြထားတဲ့ပုံလေးကိုကြည့်ရင်သိနိုင်ပါတယ်။အခုအပေါ်ဆုံးမှာဆိုရင် consulting company စီဆိုတော့ဒီ consulting company စီကဒါ ALS ရဲ့ company ပဲဆိုပါစို့။သူ့ရဲ့အောက်မှာဆိုရင်ဒီ company စီက ဘန် A B C D ဘန်၄ခုကို service ပေးနေတယ်။တကယ်လို့မြောက်ကိုရီးယားကအဖွဲ့ကဘန် A ရဲ့ ID တင်းကိုပဲဟတ်နိုင်မှာဆိုရင်ဒီဘန် A မှာရှိနေတဲ့ network ထဲပဲရောက်မယ်။ဘန် Asia ဖတ်ဆံပေးရပါမယ်။ဒီဘန်၄ခုကိုဟတ်ချင်တယ်ဆိုရင်တခုချင်းစီကိုဟတ်နိုင်မယ်စတာ LSW company စီကိုဟတ်မယ်ဆိုရင်အဲ့ဒီဘန်၄ခုလောက် network ထဲကိုရောက်နိုင်ပါလေ။အဲ့ဒါကြောင့်ပဲအစိုးရတည်းကဒါမှမဟုတ် enterprise တွေကိုဒါရိုက်တိုက်ခိုက်မယ်စတာ LSO လိုမျိုးဒီ consulting company ကိုတိုက်ခိုက်တာပါ။ LSO လို့ ကုမ္ပဏီတွေကို ID security ဘိုင်းဆိုင်ရာ officially စာပစ်ပေးတဲ့လူမျိုးကျွန်တော်တို့အလွယ်တကူရှာတွေ့နိုင်ပါတယ်။အလို့ရှာဖွေတဲ့ social media application တစ်ခုဖြစ်တဲ့ LinkedIn application နဲ့မှရှာတွေ့နိုင်ပါတယ်။ LinkedIn မှာဆိုရင် LS2 hacker ဆိုတဲ့ label နဲ့တွေ့ရမှာမဟုတ်ဘဲနဲ့ security researcher ဒါမှမဟုတ်ရင် pentester ဆိုတဲ့ label နဲ့တွေ့ရမှာပါ။ဒီညမှာ security researcher pentester နဲ့ hacker ရဲ့ကွာခြားမှုကိုကျွန်တော် share လုပ်ပေးခြင်းပါတယ်။အခုပုံလေးကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်တကယ်လို့လူတယောက်က ID security ဘိုင်းဆိုင်ရာကိုစိတ်ဝင်စားလို့လေ့လာရတယ်။ သူလေ့လာထားတဲ့ပညာကိုပြန်ပြီးတော့အသုံးချတဲ့အပိုင်းမှာဆိုရင်ကုမ္ပဏီတစ်ခုရဲ့ IT security အပိုင်းမှာအလုပ်လုပ်မယ်ပြီးတော့သူ့ရဲ့ profile ကို officially ချပြထားမယ်ဒါဆိုရင်ကောင်းတာလုပ်တဲ့အတွက် security researcher pentester လို့ကျွန်တော်တို့သတ်မှတ်လို့ရပါတယ်တခြားတစ်ဖက်မှာဆိုရင်တော့ကိုတယောက်တည်းဒါမှမဟုတ်ရင် underground သင်တန်းချိတ်ဆက်ပြီးတော့အလုပ်လုပ်နေမယ် activity အပိုင်းမှာဆိုရင် website တွေ database တွေ hack တာမျိုးဒါမှမဟုတ်ရင် security အားနည်းချက်တွေရှာပြီးတော့ပြန်ပြီးရောင်းစားတာမျိုး စိုက်ဘာစကူရီပဲမကောင်းတဲ့ပတ်ချမ်းမှာအသုံးချတဲ့အတွက်ကျွန်တော်ဟက်ကာလို့သတ်မှတ်ရမှာပါဒီလို ID security ဘိုင်းမှာကောင်းတာလုပ်တဲ့အပိုင်းနဲ့မကောင်းတာလုပ်တဲ့အပိုင်းကိုကျွန်တော်ဆက်ပြီးတော့ sharing လုပ်ပေးရမှာဆိုရင် back bounty hunting နဲ့ကျွန်တော် sharing လုပ်ပေးချင်ပါတယ် back bounty hunting ကိုကျွန်တော်တို့ရေဘူးအပြင်ပြုံးမယ်ဆိုရင် website ရဲ့ owner check ကို share တာဒါမှမဟုတ်ရင် company တွေကပေးတဲ့ ID service ရဲ့ owner check ကို share တာပါဥပမာပြောရမှာဆိုရင် hacker1 ဆိုတဲ့ website ရှိပါတယ် hacker1 နဲ့ဆိုရင် Facebook, Apple, Twitter ဒီလို company တွေကချိတ်ဆက်ထားပါတယ် ဥမာကွာတကယ်လို့ Facebook ကနေ security အားနည်းချက်တစ်ခုကိုတွေးပြီးဆိုရင် hacker 1ကနေမှတစဉ် Facebook ကို report တင်မယ်ပြီးတော့ Facebook က report တင်ထားတဲ့ security badge အားနည်းချက်ကို validate လုပ်မယ် validate လုပ်လို့တကယ်အမှန်ဆိုရင် Facebook က report တင်တဲ့လူစုချပေးမှာပါဒါကို back bounty hunting လို့ခေါ်ပါတယ် security ဝဆရှာတွေအနေနဲ့ကသူတို့တွေ့ရတဲ့ security အားနည်းချက်ကိုအဒီကုမ္ပဏီကိုဒါရိုက် report တင်ပြီးတော့ပဲဖြစ်စေဒါမှမဟုတ် hacker 1ကိုကြားခံပြီးတော့ပဲဖြစ်စေ report တင်လို့ရပါတယ်တခြားတစ်ဖက်မှာဆိုရင်တော့ ကုမ္ပဏီတစ်ခုရဲ့ CQD အားနည်းချက်ကိုသိပြီဒါပေမဲ့အဲ့ဒီကုမ္ပဏီကို report မတင်မဲနဲ့ကျွန်တော်တို့ black market မှာတွားရောက်လို့ရပါတယ် black market မှာတွားရောက်တဲ့အခါကျရင်လည်း officially ရောင်းတာဒါမှမဟုတ်ရင် dark web မှာရောင်းတာဆိုပြီးနှစ်မျိုးရှိပါတယ် officially ရောင်းတဲ့အပိုင်းမှာဆိုရင်တော့ zero dian ဆိုတဲ့ website ရှိပါတယ်အခုကျွန်တော်ပြထားတဲ့ပုံကြည့်မယ်ဆိုရင် zero dian website က mobile device တွေနဲ့ပတ်သက်ပြီးတော့သူတို့ဘက်ကချင်းမြင့်တဲ့ boundary ဖတ်ဆန်ပါဒါကတော့ mobile device နဲ့ပတ်သက်ပြီးတော့သူတို့ဘက်ကသတ်မှတ်ထားတဲ့ boundary range တွေပါ mobile device မဟုတ်ဘဲနဲ့ကျွန်တော်တို့ pc ။ PC ထဲမှာဆိုရင် Windows လည်းရှိမယ်၊ MacBook တွေလည်းရှိမယ်။ကဲဒါဆိုရင်ကျွန်တော်တို့အခုပြထားတဲ့ဒီ Mobile Device အတွက်ပေးတဲ့ Bounty Rate ကိုပဲအရင်ကြည့်လိုက်အောင်။အောက်ဆုံးမှဆိုရင် American Dollar 3000ကနေစပြီးပေးထားတယ်။အများဆုံးဆိုရင် American Dollar 2000ခွဲတိကိုပေးပါတယ်။သူ့ရဲ့ level တွေရဆိုရင်အနီရောင်ကဒါ Apple Device တွေကိုပြောတာ၊အညူရောင်တွေက Android နောက်ဆုံးတစ်ခုစဉ်းပြရအောင်ကတော့ Apple ရော Android ကိုပါကိုစားပြုပါတယ်။ပထမဆုံးအနေနဲ့သူ့ရဲ့ back bounty ဒေါ်လာ3000တိပေးရတဲ့ဟာ ဘတ်စကုတ်ပိုင်ဘတ်စနဲ့ touch ID ပိုင်ဘတ်စကိုကြည့်လိုက်အောင်သူကအနီရောင်ဖြစ်တဲ့အတွက်ဒါ Apple device တွေကိုပြောတာတကယ်လို့တရားဟုတ်ကဒီ Apple device တွေရဲ့ login ဖြစ်တဲ့ဘတ်စကုတ်နဲ့ touch ID ကိုကြော်ခွာနိုင်တယ်ဘိုင်ဘတ်စလုံးနိုင်တယ်ဆိုရင်ဖကာ1ကိုခံပြီးတော့ Apple ကို report တင်မယ်ဆိုရင် American dollar 3000ဝန်းကျင်လောက်ထိကိုရနိုင်တယ်ဒါမှမဟုတ်ဘူး zero dm မှာလာပြီးတော့ရောင်းချမယ်ဆိုရင် American dollar 3000ကိုရနိုင်ပါတယ်အဓိကကွာခြားချက်အနေနဲ့ကနှစ်ခုရှိပါတယ်တကယ်လို့ Apple ကို report တင်မယ်ဆိုရင် ်အဘယ်ဘက်ကနေဘက်ဖောင်ထီဖတ်ဆန်လဲပေးမယ်ပြီးတော့ appreciate လုပ်တဲ့ official email လဲရပါမယ်ဒါမှမဟုတ်ဘူး zero dm မှာလာရောင်းချမယ်ဆိုရင်တော့အပေးရပေးတဲ့ဖတ်ဆန်တဲ့အများကြီးပို့ရမယ်ဒါပေမဲ့ကိုကရောင်းချလိုက်တာဖြစ်တဲ့အတွက်ဒီဘက်ဖောင်ကြီးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့နာမည်ခံလို့မရတော့ပါဘူးဒါဆိုရင်ကျွန်တော်တို့ဘက်ဖောင်ဒီ handling ဘိုင်းမှာ company report တင်တာနဲ့ zero dm ဒီ black market မှာလာရောင်းချတာကိုသိပြီ zero dm ဖတ်ဆန်တွေအများကြီးပို့ပေးတယ်ဘာကြောင့်ပို့ပေးတာလဲတကယ်လို့ Apple report တင်မယ်ဆိုရင် အပေကသူ့ကို report တင်တဲ့ security အနေချက်ကိုနောက် update မှာပြင်ပေးလိုက်မှာပါ Zerodian ဘက်မှာဆိုရင်တော့သူကဖက်ဆန်ကြီးအများကြီးပို့ပေးရနေဆိုတာသူ့စီကိုလာရောင်းချရတဲ့ဒီ security အနေချက်ကို Zerodian တခြားနိုင်ငံတွေကထောက်လိုင်း agency တွေကိုပြန်လည်ရောင်းချတာပါဥပမာကျွန်တော်တို့ American နိုင်ငံရဲ့ဒီ CIA ဘက်ကနေစဉ်းစားကြည့်မယ်ဆိုရင် CIA ရဲ့ဒီ Apple phone တွေရဲ့ဒီ passcode touch ID ကို bypass မလုပ်နိုင်ဘူးဒါပေမဲ့ Zerodian ကသူတို့ဝယ်ယူတဲ့ဒေါ်လာတစ်သိန်းအဲ့ဒီဒေါ်လာတစ်သိန်းကိုတုံးစား ဒေါ်လာ3သိန်းနဲ့ ADC ကျူအားနည်းချက်ကို0 DN နဲ့ပြန်ဝယ်လိုက်မယ်ဆိုရင်ဒီ Apple Phone တွေရဲ့ Passcode Touch ID ဘိုင်းဘတ်ကိုတည်လာဆိုရင်လာရောင်းချတဲ့လူပြီးတော့0 DN ပြီးတော့အမေရိကန်နိုင်ငံ CIA ပဲတည်နေမှာပါ Apple ကုမ္ပဏီတွေကိုယ်တိုင်တော့သူ့ Mobile Device တွေအားနည်းချက်ကိုမတည်နေတဲ့အချိန်မှာ CIA ရတည်နေတယ်ပြီးတော့ CIA ရထောင်လိုင်းမရှင်နေမှာဆိုရင်လည်းဒီ Security အားနည်းချက်ကအများကြီးသုံးဝင်နေမှာပါဒီလောက်ဆိုရင်တော့ဘာကြောင့်0 DN ကုမ္ပဏီတွေရဲ့ Security အားနည်းချက်ကိုဖတ်ဆန်နေအများကြီးပို့ပြီးတော့ဝယ်ယူလဲဆိုတော့နားလည်ပြီလို့ထင်ပါတယ် ကျွန်တော်နောက်ထပ်စီဂျီအားနည်းချက်နှစ်ခုသွားလိုက်အောင်ပထမတစ်ခုကတော့အမေရိကန်ဒေါ်လာ2တန်းပေးတယ် iOS FCB 0 click ဒုတိယတစ်ခုကတော့အမေရိကန်ဒေါ်လာ2တန်းခွဲပေးတယ် Android FCB 0 click ဒါကိုကျွန်တော်အလွယ်တကူနားလည်အောင်ရှင်းပြရမယ်ဆိုရင်တော့ iOS device တွေနဲ့ Android device တွေကိုတစ်ချက်တည်းနဲ့ဟပ်လိုက်တယ်ပြီးတော့ malware ကိုအဲ့ဒီ device တွေထဲမှာဆက်ရှိစေရတာပါဒီနေရာမှာမေးခွန်းကဘာကြောင့် iOS device တွေထဲ Android device ကပို့ပြီးတော့ဈေးတာပြီးတော့ရနေတာလဲဒါကဘာကြောင့်လဲဆိုတော့ iOS device တွေမှာဆိုရင် ကျွန်တော်တို့ iPhone iPad MacBook ဒါမှမဟုတ် All in One Apple ကုမ္ပဏီကထုတ်တဲ့ device တွေပဲရှိတာပါဒါပေမဲ့ Android အပိုင်းမှာဆိုရင်တော့ Samsung ကုမ္ပဏီ Xiaomi Google ကုမ္ပဏီဆိုရင် Nexus ပြောမယ်ဆိုရင် Android ကိုအသုံးပြုပြီးတော့ထုတ်ထားတဲ့ဒီ device မှန်တယ်မြောက်ဟတ်လို့ရလို့ပါ device အခြေအတွက်အားဖြင့်ဆိုရင် iOS ထက်ဆိုင် Android ကပိုပြီးများလို့ပါဒါကတော့ကျွန်တော်ဘက်ပေါင်တွေ handle အပိုင်းမှာဆိုရင်တော့ mobile device တွေအကြောင်းကိုကျွန်တော် share လုပ်ပေးသွားတာပါ website တွေ social media အပိုင်းမှာဆိုရင်လည်းဘက်ပေါင်တွေ handle နေရှိပါသေးတယ် ဒီနေရာမှာတော့ကျွန်တော် Facebook ကနေတွေ့ထားတဲ့ security architecture တစ်ခုကိုကျွန်တော် sharing လုပ်ပေးလိုက်ပါကျွန်တော်တို့တကယ်လို့ Facebook မှာ password ချိန်မယ်ဆိုရင်ကာရမ password ရိုက်ထည့်မှ password အစ်စ်ကိုကျွန်တော်တို့ရိုက်ထည့်လို့ရမှာပါအခုဒီပုံလေးကိုကျွန်တော်ကြည့်မယ်ဆိုရင်ကာရမ password ရိုက်ထည့်ဆံမလို့ပဲねကျွန်တော်တို့ password အစ်စ်ကိုရိုက်ထည့်လို့ရပါတယ်ဒီ architecture ကိုကျွန်တော်တို့ဘယ်နေရာမှာအသုံးချလို့ရလဲဆိုရင်ဒီမှာ device တွေကိုကျွန်တော်တို့ကဟက်ပြီးတော့ဝင်ရောက်သွားပြီးအဲ့ဒီချိန်မှာဆိုရင် Facebook ကိုကျွန်တော် password ချိန်မယ်ဆိုရင် current password ရိုက်ထည့်ရမှာပါ အဲ့ဒီလိုအနေထားမျိုးမှာဆိုရင်ကျွန်တော်ဒီ CD အားနဲ့ချက်ကိုအသုံးချလို့ရတယ်။ဒါမှမဟုတ်ရင်တယောက်ကသူ့ရဲ့ computer ကိုအသုံးပြုနေရင်လည်းထားသွားတယ်။ computer ကို lock ချမကွာဘူး။အဲ့ဒီအချိန်မျိုးမှာဆိုရင်သူ့ရဲ့ browser ထဲကိုဝင်ပြီးတော့ password ချိန်မယ်ဆိုရင်လည်းဒီ CD အားနဲ့ချက်ကိုအသုံးပြုပြီးတော့ current password ကိုရိုက်ထည့်စာမလို့ဘဲနဲ့ password အတစ်ကိုချိန်လို့ရပါတယ်။ဒီလောက်ဆိုရင်တော့ CD researcher တွေ pentester တွေနဲ့ hacker တွေရဲ့ကြွားချမှုကိုသိပြီးဘက်ဖောင်တွေ handling ဘိုင်းမှာဆိုရင်လည်း ကုမ္ပဏီတို့တိုင်းရိုက် report တင်လို့ရတယ်လို့ ZDN လို့ website မျိုးမှာဖတ်ဆန်နေအများကြီးနဲ့ရောင်းချလို့ရတာကိုလည်းသိသွားပြီကျွန်တော်ဆက်ပြီးတော့မြောက်ကိုရီးယားအင်တာနက်ကိုဖျက်ချတဲ့ဖြစ်စဉ်ကိုပြန်သွားမယ်ဆိုရင် Alex က Hyperion Grey လို့ခေါ်တဲ့ consulting company ရဲ့ co-owner လည်းဖြစ်တယ်လို့ security researcher အနေနဲ့လည်းလုံခြုံရေးပိုင်းဆိုင်ရာအကြံပေးနေခဲ့တာပါပထမဆုံးအနေနဲ့မြောက်ကိုရီးယား Alex ကိုဟက်ဖို့စူးစမ်းခဲ့တာကိုကျွန်တော်လေ့လာကြည့်လိုက်အောင်တကယ်တော့မြောက်ကိုရီးယား hacker အဖွဲ့က Alex ကိုတိုက်ရိုက်လာခဲ့တာမဟုတ်ပါဘူး Alex ရဲ့တငယ်ချင်းစီယာနေမှာတစ်ဆင့်တွဲဝိုက်ပြီးတော့လာခဲ့တာပါ ။အဲလက်ဆက်တငယ်ချင်းကသူ့ကိုပြောပြတာသူ့အနေနဲ့မြောက်ကိုရီးယားဟက်ကာတောင်းတဲ့စကားပြောနေတယ်။ဒါပုံစံကြည့်ရတယောက်တည်းမဟုတ်ဘဲနဲ့လူယောက်20လောက်ပါတယ်ဟက်ကာအဖွဲ့တစ်ဖွဲ့ဖြစ်နိုင်တယ်ဆိုပြီးတော့ LS ကိုပြောပြတယ်။ပြီးတော့ LS တငယ်ချင်းနဲ့ဒီမြောက်ကိုရီးယားဟက်ကာအဖွဲ့ပြောနေတာ Telegram ကနေပြောနေတာပါ။ Telegram ကနေပြောနေတာဖြစ်တဲ့အတွက် Twitter ရနောက်ရောက်ခံလိုက်ရခက်ခဲပါပဲ။ LS တငယ်ချင်းပြောပုံရဆိုရင်ဒီမြောက်ကိုရီးယားဟက်ကာအဖွဲ့က security အားနည်းချက်တွေကိုရှာတဲ့နေရာမှာဆိုရင်ခီးတော်တော်ရောက်နေပြီ အတိတ်နောက်ပိုင်းမှာဆိုရင် LS နဲ့မြောက်ကိုရီးယားဟာကာအဖွဲ့နဲ့အဆက်အသွယ်ရသွားပါတယ်။ LS နဲ့မြောက်ကိုရီးယားဟာကာအဖွဲ့ရင်းနှီးသွားပြီးတဲ့နောက်ပိုင်းမှာတော့မြောက်ကိုရီးယားဟာကာအဖွဲ့က LS ကိုကုန်တင်နေပါတဲ့ဖိုင်ဖိုင်ပို့ပေးလိုက်ပါတယ်။ဒါ IDCPD တမားဒီမှာဆိုရင် LS တို့ကို Security ဘာသာရှာရည်နဲ့မြောက်ကိုရီးယားလိုဟာကာတွေကဒီ Security Foreign Website တွေမှာတွေ့ကြပြီးတော့ Security အားနည်းချက်တွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြတယ်။တစ်ဖက်နဲ့တစ်ဖက်ကုန်တင်နေပါတဲ့ Secret File တွေကိုရှင်းဝင်လို့ပေးတတ်ကြပါတယ်။ အခုမြောက်ကိုရီးယားဟာကအဖွဲ့က ALS ကိုပေးလိုက်တဲ့ဒီ secret file ရဆိုရင်အဲဒီ secret file ကို run မှုဆိုရင် permission တွေတော်တော်လိုအပ်ပါတယ် Windows မှာဥပမာပေးပြီးပြောရမယ်ဆိုရင်တော့ user အနေနဲ့ run လို့မရပါဘူး administrator အနေနဲ့ run ရမှာပါ ALS အနေနဲ့က security versioner အနေနဲ့နှစ်ပေါင်းများစွာအလုပ်လုပ်လာတယ်ပြောသူများစီကနေ secret file တခုခုရပြီဆိုရင်ဘလို့ပုံစံဘလို့ procedure နဲ့ run ရမယ်ဆိုတာကိုတေချာချာတီးပြီးသားလူတယောက်ပါဆို LS ကမြောက်ကိုရီးယားဟာကအဖွဲ့ရပေးတဲ့ဒီ secret file ကိုသူ့ရဲ့ computer ထဲမှာမ run မဲနဲ့ VM ထဲမှာ run လိုက်ပါတယ် ဒီညမှာ VR နဲ့ပတ်သက်ပြီးတော့ကျွန်တော် sharing လုပ်ပေးရမှာဆိုရင်အခုပုံလေးကိုကြည့်မယ်ဆိုရင် LS က Windows 11ဆိုတဲ့ကွန်ပျူတာကိုသုံးနေတယ်။အဲ့ဒီ Windows 11ပေါ်မှာ VR software ကိုသူတင်ထားတယ်။အဲ့ဒီ VR software ထဲမှာဆိုရင် LS CGD ပိုင်းဆိုင်ရာစမ်းဖို့ Windows တန်းကွန်ပျူတာတစ်လုံး CGD Versa ရှား hacker တွေသုံးတယ်။ Kali OS ပြီးတော့ Mac OS ဒီ OS သုံးခုကိုတွင်းထားပါတယ်။ပြောမယ်ဆိုရင် LS က Windows 11ကွန်ပျူတာကိုသုံးနေရဆိုပေမဲ့ Windows 10 Kali မအိုအက်အဲ့ဒါတွေကိုလည်းတပြိုင်တည်းသုံးလို့ရပါတယ်ဒီနေရာမှာ LS အနေနဲ့မြက်ကူရီးယားပြိုက်တဲ့စခွစ်ကို Windows 11နဲ့မှမရန်မဲနဲ့ VN နဲ့က Windows 10နဲ့မှသွားပြီးတော့ run လိုက်တယ်ကျွန်တော်ရေဘူးအားဖြစ်ပဲပြောရမယ်ဆိုရင်မြက်ကူရီးယားပြည့်တဲ့စခွစ်ထဲမှာ virus တွေမာဝဲတွေပါလာတယ်ဆိုရင် Windows 10ကွန်ပျူတာပဲထိခိုက်မှာပါ Kali Mac OS ပြီးတော့ LS ရဲ့ Windows 11ကသွားပြီးတော့မထိခိုက်ပါဘူးဒါကကျွန်တော်ရေဘူးအားဖြင့်ရှင်းပြလိုက်တာပါ Windows 10ထဲမှာ virus ကိုသွားပြီးတော့ run မိလိုက်မယ်ဆိုရင်အဲ့ဒီ virus က Windows 11စီကိုတွားပြီးကူးစက်ဖို့လုပ်တဲ့နည်းတွေလည်းရှိပါတယ်။အဲ့လောက် VM escaping လို့ခေါ်ပါတယ်။အခုကျွန်တော်ပြထားတဲ့ပုံကတော့ security versioner တွေ hacker တွေသုံးတဲ့ ID security ဘိုင်းဆိုင်ရာသူတို့ဆွေးနွေးကြတဲ့ foreign တစ်ခုပါ။အခုပြထားတဲ့ပုံထဲမှာဆိုရင် CACS ဆိုတဲ့ VIP user 2024 July 15မှာ post တစ်ခုကိုတင်လိုက်ပါတယ်။သူတင်ထားတဲ့ post ကိုကျွန်တော်ဖတ်ကြည့်လိုက်မယ်ဆိုရင်ဒီ post က VSK လုံနိုင်တဲ့ security အားနည်းချက်ကိုရောင်းချနေတာပါ။ ဟုတ်ပါတယ်ဟာကာရဲ့အမြဲတမ်း zero dn လို့ website မျိုးကိုတုံးပြီးတော့ရောင်းချနေရမှာမဟုတ်ဘဲနဲ့ဒီလို ID security ပိုင်းဆိုင်ရာဆွေးနွေးကြတဲ့ forum တွေမှာလည်း security အားနည်းချက်တွေကိုရောင်းချတတ်ကြပါတယ်သူပြောထားတဲ့ security အားနည်းချက်ကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင် vn software တစ်ခုဖြစ်တဲ့ vivox software ရဲ့ version 7.0မှာသူ security အားနည်းချက်ကိုတွေ့ရှိထားတယ်ဒီ security အားနည်းချက်ကိုသူ့အနေနဲ့အမေရိကန်ဒေါ်လာတသန်းတန်ဖိုးရှိတဲ့တူခံတွေနဲ့ရောင်းချမှာပါသူရောင်းချခြင်းနဲ့ crypto currency တူခံတွေရတော့ HMR တူခံနဲ့ BTC Bitcoin တူခံတွေပါ အဒီ2024ဇွန်လ15ဝန်းကျင်မှာကျွန်တော်တို့က Vivo Software version 7.0ကိုသုံးနေမယ်ဆိုရင်တော့ဒီ CS user ရဲ့ security အားနည်းချက်ကျွန်တော်တို့ရဲ့ Vivo Software ဟပ်နိုင်ပါတယ်။ဒါကြောင့်မဲ့ ID security ဘက်မှာဆိုရင် no system အေးဆေးဆိုပြီးတော့ basic system မှမလုံခြုံဘူးဆိုတာကိုပြောကြတာပါ။ကျွန်တော်ဆက်ပြီးတော့ LS အပိုင်းကိုပြန်သွားမယ်ဆိုရင် LS ကမြောက်ကိုရီးယားပေးတဲ့ script ကိုသူ့ရဲ့ Windows 11ထဲမှာမ run မဲနဲ့ Windows 10ထဲမှာ run လိုက်တယ်။ပြီးတော့အဲ့ဒီ script ထဲမှာ virus တွေပါလာတော့လည်းတိလိုက်တယ် LS ရဲ့ကြိုတင်ပြင်ဆင်ထားမှုတွေကြောင့်အဲ့ဒီ virus က Windows 10နဲ့ကနေ LS ရဲ့ Windows 11နဲ့ရောက်မလာခဲ့ပါဘူး။ဆိုတော့ LS အနေနဲ့ကမြောက်ကိုရီးယားဟာကအခွဲကသူ့ကိုစတင်ပြီးတော့ hack နေပြီ။သူ့ကိုစတင်ပြီးတိုက်ခိုက်နေပြီဆိုတော့သိလိုက်ပါတယ်။ဒီနေရာမှာကျွန်တော်တို့ FBI ဘတ်ချန်းကိုကြည့်မယ်ဆိုရင် FBI ကအရင်ကတည်းက LS တို့ကိုအဲ့ဒီမြောက်ကိုရီးယားဟာကိုင်းနဲ့တွားပြီးတော့စကားမပြောဘူး။သူတို့နဲ့တွားပြီးတော့ CCTV ဘိုင်းဆိုင်ရာမဆွေးနွေးဘူးကြိုပြီးတော့တားမြစ်ထားတာရှိပါတယ်။အခုအချိန်နေမှာဆိုရင်တော့ LS က နော်ကိုရီးယားဟာကအဖွဲ့တူဟပ်ဖို့စူးစမ်းတာကိုပြန်ပြီးတော့လက်စားချေဖို့ဆုံးဖြတ်လိုက်ပါပြီ။ဒီမြန်မာ FBI အနေနဲ့ကတော့ LS ကိုဒီလက်စားချေတာကိုလုတ်ဖို့လည်းမပြောတလို့မလုတ်ဖို့လည်းမပြောပါဘူး။တကယ်လို့ LS လုတ်တယ်ဆိုရင်လည်း FBI ကကူညီမှာမဟုတ်ပါဘူး။ဆိုတော့ LS အနေနဲ့ကမြောက်ကိုရီးယားကိုပြန်ပြီးတော့လက်စားချေဖို့စတင်ခဲ့တယ်။မြောက်ကိုရီးယားနိုင်ငံဟပ်ဖို့အမျိုးမျိုးလေ့လာခဲ့တယ်။ပထမဆုံးအနေနဲ့ LS တယောက်မြောက်ကိုရီးယားနိုင်ငံရဲ့အင်တာနက်စနစ်တိစောက်ထားပုံကိုတတိပြုမိလိုက်ပါတယ်။မြောက်ကိုရီးယားနိုင်ငံအင်တာနက်စနစ်က intranet နဲ့ အင်တာနက်နှစ်မျိုးသုံးနေတာပါဒါကိုကျွန်တော်မြင်တာအောင်ပြောမယ်ဆိုရင်ကျွန်တော်တို့အိမ်တိုင်းထဲမှာမိုဘိုင်းဖုန်း၅လုံးရှိတယ်အဲ့ဒီမိုဘိုင်းဖုန်း၅လုံးကကျွန်တော် wifi ကိုသုံးပြီးတော့အချင်းချင်းချိတ်ဆက်ထားမယ်အဲ့ဒီ wifi network ကနေပဲကျွန်တော်တို့ဇက်ပြလို့ application မျိုးကိုသုံးပြီးတော့ file တွေတစ်ခုနဲ့တစ်ခုကျွန်တော် share မယ်ဒါဆိုတော့ internet ပါဆိုရင်အဲ့ဒီအိမ်မှာ internet ဆိုတဲ့ network တစ်ခုရှိပြီဆက်ပြီးတော့ကျွန်တော် internet ကိုလေ့လာကြည့်မယ်ဆိုရင်အဲ့ဒီရက်ွက်ထဲမှာအိမ်ဆယ်လုံးရှိတယ်အဲ့ဒီအိမ်ဆယ်လုံးမှာ internet network တစ်ခုစီရှိတယ် ဒီအိမ်ဆယ်လုံး internet network တွေကတအိမ်နဲ့တအိမ် internet တစ်ခုနဲ့တစ်ခုချိတ်ဆက်လိုက်မယ်ဆိုရင်တော့ internet ဆိုတာဖြစ်လာပါတယ်အရှိရကျွန်တော်ပြောခဲ့တဲ့အိမ်ကိုပြန်သွားကြည့်မယ်ဆိုရင်အဲ့ဒီအိမ်ထဲမှာရှိနေတဲ့ mobile device ၅လုံးက internet ကိုသုံးပြီးတော့အိမ်ထဲမှာအချင်းချင်း data ပို့နိုင်တယ်ဒါမှမဟုတ်ဘူး internet ကိုသုံးပြီးတော့တခြားအိမ်တွေကိုလည်း data ပို့နိုင်ပါတယ်ဟုတ်ပါတယ်မြောက်ကိုရီးယားနိုင်ငံမှာသုံးတာ internet network စနစ်နဲ့ internet network စနစ်ပါ internet network အပိုင်းမှာဆိုရင်မြောက်ကိုရီးယားပြည်သူတွေက internet network ကိုသုံးပြီးတော့ နိုင်ငံအသွင်းမှာပဲအချင်းချင်း data share လို့ရတယ်။ internet network အပိုင်းမှာဆိုရင်မြက်ကူရီးယားနိုင်ငံအသွင်းကတတ်မှတ်ထားတဲ့လူခွင့်ပြုထားတဲ့လူတွေကပဲ internet ကိုသုံးလို့ရတာပါ။မြက်ကူရီးယားပြည်သူတွေက internet ကိုသုံးပြီးတော့ဒီနိုင်ငံတကာ internet network စနစ်တော့ဝင်လာလို့မရပါဘူး။ intranet ကိုသုံးပြီးတော့နိုင်ငံအသွင်းက data တွေကိုပဲကြည့်ရှုလို့ရပါတယ်။ ALS အနေနဲ့မြက်ကူရီးယားဟပ်ဖို့ကြိုးစားတဲ့ဖြစ်စဉ်မှာဆိုရင်ဒီမြောက်ကိုရီးယားရဲ့ဒီ internet စနစ်ကိုအမျိုးမျိုးလေ့လာရတယ်။အဲ့လိုလေ့လာရင်းနဲ့ router နှလုံးရဲ့ IP address ကိုတတိထားမိလိုက်ပါတယ်။ မြကူရီးယားနိုင်ငံကဘယ် website ကိုပဲကြည့်ကြည့်ဒီ router နှလုံးရဲ့ IP ကအများတန်းလာပြီးတော့ထပ်နေခဲ့ပါဘာလို့ကျွန်တော်မြင်တာအောင်ပြောရမယ်ဆိုရင်ကျွန်တော်တို့တုံးနေ internet စနစ်က small business ဆိုတဲ့ညာဘက်ချမ်းမှာရှိနေမယ်မြကူရီးယားရဲ့ internet စနစ်က NOC နဲ့ enterprise network ရှိတဲ့ဘယ်ဘက်ချမ်းမှာရှိနေမယ်ကျွန်တော်တို့တုံးနေတဲ့ internet စနစ်နဲ့မြကူရီးယားရဲ့ internet စနစ်ကိုဖြတ်ချခြင်းနဲ့ဆိုရင်အလဲ ISP ကိုလို့ခေါ်တဲ့ ISP ကိုအောက်ထဲက router တွေကိုကျွန်တော်တို့ကဖြတ်ချရမှာပါ တကယ်လို့ ISP ကိုတဲ့ရော်တာတွေအလုံးမလုံးတော့ဘူးဆိုရင်ဘယ်ဘက်ချက်ကမြောက်ကိုရီးယားရဲ့အင်တာနက်ကညာဘက်ချက်ကကျွန်တော်တို့သုံးနေတဲ့အင်တာနက်စနစ်ကိုမရောက်နိုင်တော့ပါဘူး။ဆိုရင်မြောက်ကိုရီးယားမှာအင်တာနက်ဆိုတာမရှိတော့ဘဲနဲ့သူ့နိုင်ငံအတွင်းမှာပဲပတ်လည်အသုံးပြုလို့ရတဲ့ internet စနစ်ပဲရှိတော့မှာပါ။အခု LS တွေ့သွားတာမြောက်ကိုရီးယားရဲ့ internet စနစ်ကကမ္ဘာ internet စနစ်ကိုလာပြီးတော့ချိတ်ဆက်နေတဲ့ဂျားထဲမှာရှိနေတဲ့ ISP ကိုတဲ့ router နှလုံးရဲ့ IP address ကိုတွားပြီးတော့တွေ့လိုက်တာပါ။ LSD router နှလုံးကို အလုံးမလို့တော့ဖျက်ချတဲ့နီလန်းကတော့ DDoS နီလန်းကိုတုံးရတာပါဒီတော့အတက်ကိုစတင်ဖို့ Elastic ကနေ server တချို့ငှားရမ်းလိုက်တယ်အခုပုံမှန်ပြထားတဲ့ target server ဆိုတာ router A ကိုပြောချင်တာပါ LS ကသူငှားထားတဲ့တရုတ်ကဆာဗာတွေကနေဒီ router A ကိုတွားပြီးတော့အလုပ်များအောင်တွားလုပ်လိုက်ပါတယ်။ router A အနေနဲ့ LS ရဲ့တရုတ်ကဆာဗာတွေကြောင့်အလုပ်တွေများသွားပြီးတော့ mass function ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပါဘူး။ ဲ့ဒါကြောင့်ပဲမြောက်ကိုရီးယားပြည်တွင်းကနေဒီ router AU ဖြတ်ပြီးတော့ကမ္ဘာအင်တာနက်ကိုချိတ်လို့မရတော့ပါဘူးဒီ router AI ကကောင်းကောင်းအလုံးမလုံးနိုင်လို့ပါဒီလိုနီးနဲ့ LS ကတေုကနေ server တွေကိုငားရမ်းပြီးတော့ router AU လည်းတိုက်ခိုက်တယ်ပြီးတော့ router view လည်းတိုက်ခိုက်တယ်မြောက်ကိုရီးယားအနေနဲ့ကဒီလိုတိုက်ခိုက်ခံရခြင်းကိုမမျှော်လင့်ထားသလိုကြိုပြီးတော့လည်းမပြင်ဆင်ထားပါဘူးဒီတော့မြောက်ကိုရီးယားအနေနဲ့သူတို့တွေရဲ့လုံများနေတဲ့ router တွေကို reset ချတယ် reset ချပြီးတော့ဒီ router တွေရဲ့တက်လာတဲ့ခါကျရင် အဲလျက်စရဲ့တယောက်ကစာပါတွေကထပ်ပြီးတော့တိုက်ခိုက်တယ်ဆိုတော့ဒီ router တွေကဘလို့မှအလုပ်လုပ်လို့မရပါဘူးဒီလိုနည်းနဲ့ LS တောက်မြောက်ကိုရီးယား router တွေကိုတပတ်တိတိတိုက်ခိုက်တယ်တပတ်တိတိတိုက်ခိုက်တဲ့အချိန်မှာပဲမြောက်ကိုရီးယားပြည်တွင်းကနေကမ္ဘာအင်တာနက်ကိုချိတ်ဆက်လို့မရတော့ပါဘူးဒီလိုနည်းနဲ့မြောက်ကိုရီးယားအင်တာနက်စနစ်ကိုဖျက်ချလိုက်တာပါဒီနေရာမှာတခုထူးခြားတာ LS ဒီလိုမြောက်ကိုရီးယားအင်တာနက်စနစ်ကိုဖျက်ချဖို့တယောက်ကနေစာပါတွေငားတာအမေရိကန်ဒေါ်လာ950ပဲကြာတင်ခဲ့ပါတယ်အခုလို LS တောက် မြန်ကိုရီးယားရဲ့အင်တာနက်စနစ်ကိုဖျက်ချတာကိုကျွန်တော်တို့သုံးသပ်ကြည့်မယ်ဆိုရင် Alex လို့ဝါဒီတော့အသက်ဆိုတာတော်တော်ကြီးကိုရိုးရှင်းပြီးတော့လွယ်ကူပါတယ် Alex အသုံးပြုရတဲ့ဒီတော့နီးကိုကျွန်တော်အသုံးပြုခြင်းနဲ့ဆိုရင် YouTube မှာလေ့လာမယ်ဆိုရင်တနာရီနဲ့နှစ်နာရီလောက်ပဲကြာမြင့်ပါတယ်တကယ်အခက်အခဲဆုံးအပိုင်းကတိုက်ခိုက်တဲ့နီလန်မဟုတ်ပါဘူးဘယ်နေရာကိုတိုက်ခိုက်မလဲဆိုတော့ရှောက်ခွေးတာပါ Alex တွေ့ရတဲ့ router နှလုံးသားမှာတကယ်အရေးကြီးဆုံးပါဒီတိုက်ခိုက်မှု cyber attack ဖြစ်စဉ်အပြီးကိုကျွန်တော်ဆက်ပြီးတော့လေ့လာကြည့်မယ်ဆိုရင်တနေ့နေ့ချိန်ကြရင် ကင်ဂျုံအဲထောက်လိုင်းအေဂျင်စီက LS ရောက်ဒီဖိုင်ဘာအတက်ကိုလုတ်ခဲ့တယ်ဆိုတော့သိသွားမယ်ဆိုတော့ LS ကကြိုသိခဲ့ပါတယ်ပြီးတော့ FBI အနေနဲ့ကလည်းဒီဖိုင်ဘာအတက်ကို LS လုတ်လိုက်တယ်ဆိုတော့သိလိုက်တယ်ဗပိုင်းတစ်ထဲမှာဆိုလိုပဲဒီ ID 2022ဇန်နဝါရီလမှာ Washington DC က LS ရဲ့ဒီဖိုင်ဘာအတက်ကိုတရင်ဖုံးပေးခဲ့တယ် LS အနေနဲ့လည်းမြောက်ကိုရီးယားသူ့ကိုကောင်တာအတက်ပြန်လုံမှာသူ့ကိုလုတ်ကြံတက်ဖြတ်မှာဆိုရင်လည်းအတွက်အမေရိကန်နိုင်ငံထောက်လိုင်းအေဂျင်စီတွေဖြစ်တဲ့ FBI, NSA နဲ့အမြဲမပြတ်ဆက်သွယ်ရှိနေခဲ့တယ် အရှိရကျွန်တော်ပြောခဲ့တယ်လို့ပဲ LS ရောသူ့ရဲ့ပထမဆုံးအရှင်ရဲ့အနေနဲ့သူ့ရဲ့ identity ကိုဖုံးကွယ်ပြီးတော့ identity အတူတွေနဲ့အမေရိကန်နိုင်ငံတွင်းမှာလှည့်လည်သွားလာပြီးနေခဲ့တယ်။ Certified ပိုင်းမှာဆိုရင် LS ရောသူ့တိုက်ခန်းကနေအပြင်ထွက်မယ်ဆိုရင် Kevlar ကြီးကဟူဒီကိုအများအားဝတ်သွားတယ်။ LS ဝတ်သွားတဲ့ဒီ Kevlar ကြီးကဟူဒီကစတဲ့ပဲထုတ်တဲ့ limited edition ရတဲ့တစ်ခုပါ။ဒီကြီးကဟူဒီအပြင် LS ရောမှောင်ကိုဈေးကွက်ကနေတနက်တွေဝယ်ပြီးတော့လဲဆောင်းထားရပါတော့တယ်။ LS ရဲ့အကြီးမားဆုံးစိုးရိမ်မှုကတော့သူ့ရဲ့ identity social security နံပါတ်ပေါ်သွားမှာစိုးရိမ်နေတာပါ။မြောက်ကိုရီးယားနိုင်ငံတရုတ်ရဲ့မဟာမိတ်နိုင်ငံတွေထဲကတစ်ခုပါ။ LSS တငယ်ချင်းချုံကတရုတ်ရဲ့ civilian system တရုတ်ကသူ့ပြည်သူတွေကိုစောင့်ကြည့်နေတဲ့ system ကို2019မတိုင်ခင်ကတည်းက LSS ကိုရှင်းပြခဲ့ဘူးပါလေ။ဒီ system ကိုဂျွန်ဘလို့သိသွားလဲဆိုတော့ကျွန်တော်လေ့လာကြည့်လိုက်အောင်။ဂျွန်အနေနဲ့ Alibaba server ပေါ်မှာတင်ထားတဲ့ database တွေကို license နေရင်းနဲ့ database တစ်ခုကိုတွားပြီးတော့ data မိလိုက်ပါလေ။တခြား database တွေနဲ့မတူဘဲနဲ့ဂျွန်တွေးခဲ့တဲ့ database ကပတ်စော့မခံတာပါဘူး။ ဆိုတော့ဂျွန်အနေနဲ့အဲ့ဒီ data base တွေကိုဝင်ကြည့်လိုက်တဲ့အခါမှာတရုတ်အစိုးရရဲ့ civilian system တရုတ်အစိုးရရဲ့သူ့ပြည်သူတွေကိုစောင့်ကြည့်နေတဲ့စနစ်ကိုသိသွားခဲ့ပါတယ်။ဒီ data base ကတရုတ်အစိုးရရဲ့ civilian system ကိုအစောဆုံးဖော်ထုတ်နိုင်ခဲ့တဲ့တပ်တည်တွေထဲကတစ်ခုပါ။ data base ကိုဖတ်ကြည့်ပြီးတော့ဂျွန်တယောက်နားလည်သွားတာတရုတ်အစိုးရသူ့ပြည်သူတွေရဲ့လှုပ်ရှားမှုတွေကိုအမြဲတစေစောင့်ကြည့်နေတယ်။တရုတ်နိုင်ငံသားတယောက်က CCTV ကင်မရာတစ်ခုထဲမှာပေါ်နေမှာဆိုရင်အဲ့ဒီလိုကဘာလို့လဲဆိုတော့တရုတ်အစိုးရချက်ချင်းသိပါတယ်။ ပြီးတော့အဲ့ဒီလူကဘယ်အိမ်ကနေထွက်လာခဲ့လဲပြီးတော့ဘယ်ကိုသွားနေလဲဘသူတွေနဲ့သွားနေလဲဆိုတော့တေအိုဆိုးကအမျက်တစေစောင့်ကြည့်နေတာပါဒီ CCTV ကင်မရာမှာပေါ်တဲ့လူတွေမှာလေဘယ်လေးရှိပါတယ်ဥမာမူးယစ်ဆေးဆွဲနေတာပြစ်မှုမှတ်တမ်းရှိတာဒါမှမဟုတ်ရင်အယောင်းဝတ်သမားဒီလိုနည်းနဲ့လူတန်းကိုလေဘယ်တက်ထားပါပဲဒီမြန်မာတစ်ခုရှိတာ CCTV ကင်မရာတွေမှာ surveillance system တက်ထားတယ်အဲ့ဒီ surveillance system ကနေဒီပြည်သူတွေကိုစောင့်ကြည့်နေတာကိုဒီ database ကြောင့်သိပြီဒါမှမဟုတ်ဒီလိုစောင့်ကြည့်တာက တရုတ်အစိုးရမှမဟုတ်ဘဲနဲ့အဖွဲ့အစည်းတစ်ခုခုကစောင့်ကြည့်နေရလဲဖြစ်နိုင်တယ်။ဘာကြောင့်ဒီ supplier ဆင်ဆန်တရုတ်အစိုးရစောင့်ကြည့်နေရလို့ဂျွန်ကတအံ့ပြောနိုင်တာလဲ။အကြောင်းကတော့ဂျွန်ရှာဖွေတွေ့ရှိခဲ့တဲ့ database ကတရုတ်ရဲတပ်ဖွဲ့ပူကင်းမှတ်တမ်းတွေပါတဲ့ database တွေနဲ့တိုက်ရိုက်ချိတ်ဆက်ထားလို့ပါ။ဒီ database ချိတ်ဆက်ထားမှုကိုကြည့်ချင်းအဖြစ်တရုတ်ရဲတပ်ဖွဲ့တရုတ်အစိုးရသူ့ပြည်သူတွေကိုအများအားစောင့်ကြည့်နေရအောင်ကျွန်တော်သိနိုင်ပါပြီ။ဒီနေ့မှဂျွန်အသေးချာချာမပြောရတာတခုရှိပါတယ်။တရုတ်အစိုးရဒီ CCTV ကင်မရာတွေရနေမှာတစဉ် စပလီယန်စစ်ဆန်တွေကိုထည့်ပြီးတော့သူ့ပြည်သူတွေကိုစောင့်ကြည့်တာတရုတ်နိုင်ငံတစ်ခုတည်းမှမဟုတ်ပါဘူးတခြားနိုင်ငံက CCTV ကင်မရာတွေကိုဟပ်ပြီးတော့သူတို့ရဲ့စပလီယန်စစ်ဆန်နဲ့ချိတ်ဆက်လိုက်ခြင်းအပြင်တခြားနိုင်ငံကိုရောက်နေတဲ့တရုတ်တွေမျိုးတွေကိုစောင့်ကြည့်နေလို့ရတယ်လို့တခြားနိုင်ငံကလူတွေကိုလည်းစောင့်ကြည့်လို့ရပါတယ်ဂျွန်ပြောသွားတာတရုတ်အစိုးရအနေနဲ့ဒီလိုစောင့်ကြည့်နေတာတရုတ်နိုင်ငံအတွင်းမှာပဲမဟုတ်ဘဲနဲ့နေရာအနှံ့မှာစောင့်ကြည့်နေရလို့ပြောသွားတာပါကျွန်တော်တို့ပြန်ပြီး analysis လုပ်ကြည့်မယ်ဆိုရင် LS ကမြောက်ကိုရီးယားနိုင်ငံရဲ့ internet စနစ်ကိုဖျက်ချလိုက်တယ် တော့မြောက်ကိုရီးယားကတရုတ်နိုင်ငံမဟာမိတ်နိုင်ငံမြောက်ကိုရီးယားနိုင်ငံအနေနဲ့ LS ကိုလိုက်ချင်ရင်တရုတ်ရဲ့ surveillance system တွေကိုလည်းအကူအညီတောင်းနိုင်မယ်ပြီးတော့ဂျွန်အားကြတော့တရုတ်အစိုးရသူ့ပြည်သူတွေကိုစောင့်ကြည့်နေတဲ့ surveillance system အကြောင်းကိုဖော်ထုတ်ထားတဲ့လူတယောက်ဒီဖြစ်စဉ်ပြီးနောက်ပိုင်းမှာတော့ FBI နဲ့ NSA က LS ရဲ့ skill ကိုတဘောကျပြီးတော့အလုပ်အခက်တာတွေလည်းရှိတယ်အမေရိကန်ထောက်လိုင်း agency တွေအတွက်ကိုအလုပ်လုပ်ထားတဲ့အတွက် credit ပေးတဲ့အနေနဲ့ LS ကိုဂျွန်ဝါမှာ physical coin တွေရှိကြပါတယ် ီဗီဒီယိုလေးကိုအဆုံးသတ်ရမယ်ဆိုရင်တော့လက်ရှိအချိန်မှာ Alex Go Jun အမေရိကန်ပိုင်နက်အတွင်းမှာပဲနှစ်ယောက်တူတူနေကြပါတယ်။တကယ်လို့မြောက်ကိုရီးယားကပဲဖြစ်ဖြစ်တရုတ်ကပဲဖြစ်ဖြစ် Alex Go Jun ကိုလုံးချမ်းမယ်ဆိုရင်ဒါနိုင်ငံရေးပိုင်းဆိုင်ရာဒါရှုပ်ထွေးမှုတစ်ခုဖြစ်သွားမှာပါ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတော့ကျေးဇူးတင်ပါတယ်။ comment မှာလည်းဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဝင်ရောက်ဝေဖန်နိုင်သလိုတခြားသိကျင်တဲ့အကြောင်းအရာတွေရှိတယ်ဆိုရင်လည်း comment မှာဝင်ရောက်တောင်းဆိုပါလို့ရပါတယ်။ဗီဒီယိုလေးကနေတစ်ခုခုရိုက်လိုက်တယ်ဆိုရင်လက်ရန် share လုပ်ပေးခြင်းအပြင်တခြားလူတွေကိုပြန်လည်းမျှဝေပေးပါဦး။ ားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ။